တရားတော်မတွေအခုထိုင်နေတဲ့ခန္ဓာကြီးမရှိဘူးလားရှိပါရဲ့ဘိုက်ထဲကအခုအရွယ်တန်းကြီးထွက်လာတာလားဟုတ်ပါစင်မစင်စူးစူးဆိုင်ဆိုင်တဘောကိုတုံးတာအဲစမွေးတော့ဟာ၃ပုံ၄ပုံ၅ပုံတော့ဝင်မရှိဘူးလားအခုပုံ150 150ဖြစ်နေအဲ့တော့စတင်ပြီးတော့မမွေးခင်ကကိုလာလဲဆွဲလာဘွားတဲ့အချိန်မှာကြတော့ခေါင်းခါချီကိုလက်တွေမရှိဘူးလား အဲ့ဒီငွေမဲ့အချိန်မတိုင်ခင်ဟိုဘက်ဆယ်လာတော့ခေါင်းခါချီကိုလက်ဆိုတာရှိတယ်ဒီသဘောလေးကိုလေးလေးနက်နက်စဉ်းစားတာသမာသင်္ကပ္ပကောင်းစွာသုံးသတ်တာငကိုရေချီလက်ကိုကောင်းရှိလို့လားမရှိပါဘူးမရှိဘူးဆိုတာကိုလေးလေးနက်နက်သိလိုက်ပါရဲအခုတော့ငါ့မှာတော့ချီလေးတယ်ငါ့တိငါ့ငါ့ကိုငါကောင်းနေစွဲထားတာမှန်ရဲ့လား မမှန်တာကိုမမှန်ဘူးလို့သဘောပေါက်အောင်လေးလေးနက်နက်သိလိုက်ပါအဲ့ဒါကိုပဲထက်ခါတက်ခါတဒုံသွေးသလိုနော်အင်ဂျင်ကြောက်ကြီးဒါကလည်းတုံတယ်ကြောက်ကလည်းအစားအဲ့ဒါကိုဒီတနေရာတဲ့ကိုအင်ဂျင်ကြောက်ကြီးလည်းဘိုက်ချိုက်သွားမယ်ဒါကလည်းထက်မလာဘူးလားကြာကြာပုတ်ဖို့တော့လိုတာပေါ့လေကြာကြာပုတ်ညံထက်လာလိမ့်မယ်ဒါလေးပဲလိုတာအဲ့လိုဆိုရင်တဲ့ဒီခေါင်းခါချီလက်ဆိုတာကတဲ့အဖူကြီးငါဖူးကနေဖြစ်လာတာတဲ့အဲ့အပေါ်ကဖူးကကောင်းဘေးနဲ့ဖူးကလက်အောက်နဲ့ဖူးကခြေထောက်နဲ့ချောင်းအလဲကကိုဆိုပြီးတော့ဖြစ်လာတာ အမေဖေးဖန်တီးတာလားငါဖန်တီးတာလားဘာဖန်တီးတာအမေဖေးကခြေတွေလက်တွေကိုယ်တွေကောင်းနေလုံးနိုင်သလားလုံးနိုင်ပါဗျာဥရေအသေးတွေအကျိုးတွေအဆုတ်တွေကြောက်ကတ်တွေအယိုးတွေခေါင်းကွန်းတွေလက်ရိုးတွေလက်သေးတွေလုံးနိုင်သလားမလုံးနိုင်ပါဘူးဗျာသပင်လုံးနိုင်သလားမလုံးနိုင်ဘူးငါဖောင်ကောင်လုံးနိုင်သလားမလုံးနိုင်ဘူးတိုင်းပါလေစဉ်းစားမင်းတော့အဲ့အရသာလေးကိုပေါ်လွင်အောင်ပေါ်ပေါ်ပြီးတော့အရသာခံပါညံလေးနဲ့သုံးသပ်ပြီးတော့အခုဒကာဒကာမတွေခေါင်းမှာသပင်မရှိဘူးလားမရှိပါဘူး လူဆိုတာဒီနေရာမှာသဘင်ပေါက်မှာတင့်တော်တယ်ဆိုပြီးတော့လူနဲ့တူအောင်အဲ့ဒီခေါင်းမှာကိုယ်သဘင်စိုက်ထားတာရှိသလားငါမဆိုင်ဘဲနဲ့ဖြစ်နေတဲ့ထူဆန်းမင်းကိုအဲ့ဒီဆံပင်ကငါပဲငါပိုင်ပဲငါကိုပဲလို့ဆိုရင်မှန်ပါမလားမမှန်တာကိုမမှန်တဲ့သဘောကိုညာနဲ့မြင်ပြီးတော့ဂျိန်ဖန်များစွာသဘောလေးကိုအရသာခံပြီးတော့ပေါ်လွင်အောင် သုံးသပ်ပါအဲ့ဒါလို့တာပဲ အရိသမင်းဟာသူ့နေရာနဲ့သူပေါက်တယ်ပါးတွေကြတော့မပေါက်ဘူးတဘာဝကြောင့်ကိုလှုပ်ထားတာပါသလားအမေဖေရောဖန်ပြီးတာပါလားတိုင်းဘာဖန်ပြီးတာလဲကံတရားကဖန်ပြီးတာဒီခန္ဓာကြီးဘ누구ဖန်ပြီးတာလဲကံတရားလူနဲ့တန်နဲ့စေတနာပြုခဲ့လို့အရိစေတနာကခန္ဓာဖြစ်အောင်ဆောက်တာငါဆောက်တာလားကံဆောက်တာလားကံဆောက် အခုလို့လူဘဝလူနဲ့တူအောင် ပြုခဲ့တဲ့ကံကြောင့်လူတရံလူနဲ့တူအောင်ကံကဆောက်တာအမေဘီဆောက်တာလည်းမဟုတ်ငါဆောက်တာလည်းမဟုတ်အာရိစံဘေနီကသူ့ဘဝသူသူ့ဘဝသူတပြေးပြေးတပြေးပြေးတပြေးပြေးရှင်းမလာဘူးလားတပြေးပြေးတပြေးပြေးကိုဆွဲထုံနေတာသူ့ဘဝသူရှင်းတယ်အဲ့ဒါကိုညံနဲ့မှပေါ်အောင်ညံနဲ့မြင်အောင် သူ့သဘောသူဆောင်ပြီးရှေ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 းရပ်ပြီးတော့တီးမနေပဲနဲ့အလိုလိုပြုပြင်ပြီး သူ့ပါသူရှေးပြီးထွက်လာတဲ့သဘောကလည်းငါမဟုတ်ဘူး ငါ့ကိုမဟုတ်ဘူးလို့အဲ့လိုလေးညံနေမှာပေါ်အောင်အဲ့ဒီသဘောလေးကိုညံနေမြင်အောင်နော်အဲ့ဒါပွားပါသုံးသပ်ပါအဲ့ဒီသဘင်းနေဟာကြာကြာနေတော့မြဲသလားကြွက်သွားလဲကြွက်သွားတယ်ကိုဆွဲနှုတ်တလားသူ့ဘသူအာကုန်ပြီးပြတ်သွားတယ်အဲ့ထဲမှာငါပါသလားငါ့ကိုကြီးပါပါလားမပါဘူးတရားခက်သလားမခက်ဘူးခက်တာကပြင်းတာပြင်းတာခက်တာအဲ့ဒီလိုအနာတသဘောပြန်ပြီးစဉ်းစားလိုက်မယ်သုံးသပ်လိုက်မယ်လက်သေးတွေရောမရှိဘူးလား ကဲဒီပြလက်ချောင်းကနေဒီနားကြလက်သေးဖြစ်သွားနောက်မှလက်သေးကြီးရှိတို့ရှူထွက်လာတာမဟုတ်ဘူးဒီနားကြမှာဖြစ်သွားတာမဟုတ်ဘူးလားဖြစ်ပါဗျာဒီနားကြမှာလက်သေးဒီလူလေးဖြစ်မှလူဖြစ်တယ်ဆိုပြီးတော့အမိပိုက်ထေရကို့ဘာကိုလက်သေးပြအောင်လုပ်ခဲ့လားလုပ်ခဲ့ပါဗျာဒါပေမဲ့လက်သေးတော့မပါလာခဲ့ဘူးလားပါပါဗျာအမိပိဗန်ဒီရလားငါဗန်ဒီရလားကံဗန်ဒီရလားကံပါဗျာအဲ့ဒါဆိုဒီခန္ဓာသည်ငါခန္ဓာဖြစ်မလားကံဆောက်ထားတဲ့ခန္ဓာလားကံဆောက်ထားတဲ့ခန္ဓာ ကန်ဆောက်ထားတဲ့ဒီဘဝကံရဲ့အဟုန်ကြောင့်လူခန္ဓာရတော့လူခန္ဓာမှာ ပြုတ်တဲ့ကောင်းမှုအဟုန်ရှိသလောက်ပဲကံကဆောက်ထားတာလူဘဝမှာနေရမယ့်ကောင်းမှုအဟုန်ကုန်သွားရင်ကံကုန်တော့သိမသွားဘူးလားသိပါဘူးငါသိသွားတာလားကံကုန်လို့နိုင်ုံချုပ်သွားတာလားငါဆိုတာရှိလားအရာကိုပေါ်လွင်အောင်သုံးသက်ဒီလက်သေးသူဘာသူဖြစ်လာတယ်သူဘာသူရှိသူဘာသူဖြစ် သူဘာသူရှိဒီလက်သေးအောင်မှာအသားနဲ့လက်သေးနဲ့ကပ်နေတာပဲအဖြတ်လိုက်ကြည့်ရှေ့ထွက်လာတာမဟုတ်ဘူး ဖောက်ပြီနော်အချက်လက်ကြီးထွက်လာတာမဟုတ်ဘဲနဲ့ရေးမနေဘူးလားငါလောက်တာလားငိန်နေလားပြုတ်ပြင်းနေလားပြုတ်ပြင်းငြိမ်မနေပဲနဲ့ပြုတ်ပြင်းနေတဲ့သဘောရှည်ထွက်နေတဲ့သဘောဒီငါလုံးနေရလားသူ့ဘာသူလောက်တာလားအဲ့လိုဆိုအတ္တသဘောလားအနတ္တသဘောလားထိုလက်သေးဒီငါပြုတ်တာမဟုတ်တော့ငါပိုင်ငါခန္ဓာဆိုတာဟုတ်ရဲ့လားဟုတ်ပါဘူး။ကံဆောက်ထားတဲ့သဘောကံရဲ့သဘာဝလူခန္ဓာနဲ့ တူအောင်လူဘဝနဲ့တူအောင်ပြုခဲ့တဲ့ကံကြောင့်ကာရိကံကပဲလူခန္ဓာသူ့ဘောက်သူဆောက်အမေဝင်းကထွက်လာတော့ခြေသက်လက်သက်တွေပါမလာဘူးလားကဲအမေဖေရောခြေသက်လက်သက်လုံနိုင်လားလုံနိုင်ငါရောလုံနိုင်လားလုံနိုင်တိုင်းပါလောက်တာလေအဲ့ဒါကိုညံနဲ့ပေါ်အောင် ငါကိုမဟုတ်ငါပိုင်မဟုတ်ငါမဟုတ်ကြောင်းကံကဆောက်တဲ့ဝိဘက်ခန္ဓာကြီးဖြစ်ကြောင်းကံရဲ့အဟုန်တတ္တိရှိသလောက်လူဘဝမှာတတ်တန်းရှိကြောင်းအဲ့ဒီကြားထဲမှာမှဒီဘဝမှာရမယ်လူခန္ဓာမှာအခြားကံနဲ့ပေါင်းစပ်ပြီးတော့ဒီအလဲဒီဘဝမှာခံမယ်အလဲကြတော့သူများတက်ကတတ်တော်လဲသေရကြောင်းကံကံကြီးမဲ့ပြုနေကြတာမဟုတ်ဘူးလားအဲ့ဒါကိုဘဒုလွန်နဲ့ဘဒုမားတဲ့သွားပြောရင်မှန်ပါမလားမှန်ပါဗျာအေး အဲ့ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင်သူလွန်နေကိုလွန်နေသူမားတယ်ကိုမားတယ်ဆိုတော့နောက်ထပ်နောက်ထပ်ဒေါသတွေမပွားလာဘူးလားကံတရားကိုမြင်တဲ့ပုဂ္ဂိုလ်ကမပွားတော့ဘူးတဲ့ကံတရားကိုမြင်တဲ့ပုဂ္ဂိုလ်ကမပွားတော့ဘူးခမရတို့ဒီနေ့စားတာမနေ့တစ်ထက်နေ့တစ်ထက်ညတစ်ထက်စားတာသူများအသားမပါဘဲနဲ့စားတဲ့အနေရှိလားအဲ့ဒီအကောင်တွေဟာဘယ်ပုံမှတွေကျူးလွန်ပြီးတော့ဘလို့လို့သိမေးကြပြီးအသက်ခံလို့ခင်ဗျားတို့သွားဝယ်စားကြတာစဉ်းစားနော် အဲ့ဒီမှာတော့မညာမတာလှုပ်တော့ကတော့လှုပ်ပြီဟောကိုယ်လည်းကြမှာငါလှုပ်လိုက်တာကွာဟုတ်တယ်နော်စဉ်းစားပါတဲ့ကံဆောက်တဲ့ခန္ဓာလို့ညာမှာ ပေါ်တဲ့ပေါ်အောင်ရှင်းတဲ့ရှင်းအောင်အဲ့ဒီလိုသဘောပေါ်လာရင်နောက်ထပ်နောက်ထပ်ကံဆောက်မဲ့ဝိပက်တွေလိုချင်အောင်မလားအဲ့ဒီတော့မှ ယုံထွက်တာဗျာယုံဆိုတာခင်ဗျားတို့အလုံယုံမဟုတ်ဘူးတန်ត្រာဒီဘဝငါတို့လူဘဝဟာတော့ဖြတ်ထွက်လို့ရတယ်အဝေးစီကြမှာဆက်ကြောင်လို့လို့ရတယ်ကံသစ်တီထားလို့လို့ရတယ်မကောင်းတဲ့ကံနဲ့ထားလို့လို့ရတယ်ကောင်းတဲ့ကံနဲ့သောတာပန်တရာကံအနာကံဖြစ်အောင်ကျင့်လို့မရဘူးလားအေးဒီအချိန်ဟာအခွင့်ကောင်းယူတဲ့အချိန်ဒီအချိန်မှာဖြတ်ထွက်လို့ရတယ်အဲ့တော့ဘာနဲ့ဖြတ်မလဲတဲ့ဦးစင်ဟောခဲ့ပြီးပြီလားဦးစင်ဟောခဲ့ပြီးပြီမြတ်စွာဘုရားအာနန္ဒာတဲ့ရည်ရဲသွားပြီးတရားဘုရားမင်းကြောက်ခဲသေးသေးသွားချဘယ်လိုနေမလဲဗျာဘယ်လိုနေမလဲ ကြီးကြီးချတော့ညှုပ်တာညှုပ်တာပဲจิตသားတဲ့သေးသေးသောအာဟုစုစေတနာလဲဖယ်လေးပါကြတယ်တဲ့ကြီးကြီးလဲကြတာပဲတဲ့အေးတကူတော့ရှိတယ်ကွာတဲ့အဲ့ဒီကြောက်ခဲသေးသေးကြီးကြီးချမယ်အောက်မှာသူ့တဲ့အများကြီးကြီးတဲ့လှေကြီးခံလဲချရင်ဘယ်လိုနေမလဲတဲ့ညှို့ဦးမလားညှို့ပါအေးအခုနေခါတော့အခုနေကလေကြီးခံလို့ရတယ်ဒီဘွားနေပြီးတော့နောက်ဘွားရောက်ဝိုင်းလေကြီးခံလို့ရသေးလားရပါဘူးနတ်ပြစ်တော့လေကြီးခံလို့ရလား မြမာပြစ်တော်ရပါမလားအပယ်လေးပါးဆိုဆုံးသွားပြီလေအဲ့တော့လီလီနဲ့နဲ့ခေါင်းထဲမှာထည့်ပြီးတော့သုံးသပ်ဖို့အရင်တော့လည်းဟောခဲ့ပြီးသားတွေမဟုတ်လို့ခေါင်းစင်မဲ့ခြေသက်လက်သက်နဲ့ဇမင်းနဲ့ပြတာနှလုံးတွေတထုပ်ထုပ်ညစ်မနေဘူးလားနှလုံးမညစ်အသက်ရှိပါတော့မလားရှိပါဘူးငါလှုပ်တာလားသူ့ဘာသူလှုပ်တာသူ့ဘာသူဘယ်သူကလှုပ်တာလဲ ကန်းလို့လာလူဘဝမှာနေရမယ်ကောင်းမှုကံအဟုံမကောင်းမချင်းအနေလုံးကသူ့အောင်ကြီးနေသဘင်နေသူ့အောင်ရှိနေအသက်ကသူ့လုံးလုံးမယ်အစာအိမ်ကသူ့အောင်ကြီးရှိနေစီးရင်ဝန်းနေကြောက်ပဲအကုန်လုံးသူ့အောင်သူ့အလုံးလုံးအဲ့သူ့ဘဝသူ့အလုံးလုံးနေတာဘယ်စွမ်းအားနဲ့လောက်တာကိုပြုခဲ့တဲ့ကောင်းမှုမကောင်းမှုရဲ့စွမ်းအားနဲ့ပဲလုံနေတာကံစွမ်းအားနဲ့လုံနေတာဟုတ်ပြီနော်အဲ့လူကကိုယ့်ဘောက်ကိုသိခြင်းမမလားကိုယ့်ဘောက်ကိုကိစ္စယောဂစီးရုပ်သီးလူဖြစ်ခြင်းမမလား ဒါပဲမသေးခြင်းပဲသေရတယ်ယောဂမဖြစ်ခြင်းရတယ်ဖြစ်ရတယ်အဲ့ဒါငါသဘောလောက်ဖြစ်သလားမှန်ပါမလားကံရဆုံးဖြတ်ပြီဟောပြီနော်အဲ့ဒါကြောင့်မလို့ပြုသူမှာတဲ့ခံသူမှာအဟောင်းနွားတွေတတ်တော့မယ်ဝတ်တွေမွေးထားတယ်တတ်ဖို့ဂျင်းကြီးကြောက်ကြတဲ့နေပြီးတော့လေသမားတွေစားရမိသားစု၄၅ယောက်နွားတွေသင်းနဖားကျူတွေထိုးမှဲ့ချင်းနဲ့ပြစ်ထားရေးတတ်ချင်းမှာတိုက်သူမောင်းချင်းနဲ့ချင်းမောင်းမောင်းနဲ့မျက်စားမဲ့တွေချင်းတိုက်ခမောင်အဲ့ဘွားရောက်ပြီလား မြောက်ဘူးလို့မတွက်နဲ့နော်အဲ့ဒီလာကြည့်ဓမ္မအာဓမ္မသူ့ကိုပြောလို့ရပါဘူးမရပါဘူးအဲ့ဒီနွားကအလုတ်လုတ်သွားတော့သူ့နေစားကရလာမရပါဘူးသေးလေသေးသေးဝန်လန်းတင်သေးတယ်နဖားလေးထိုးသေးတယ်သင်းလေးသင်းသေးတယ်နော်ခိုင်းနေတဲ့ချိန်လေးခိုင်းနေထားနေတဲ့နေရာလေးထားတယ်အဲ့လိုထားတာအဲ့ဒါတွေကကံတရားတွေပဲမဟုတ်ဘူးလား ကို့ကြမှာငါခိုင်းလိုက်တာငါရက်စက်လိုက်တာဆိုညင်းလို့ရပါမလားမရအေးအဲ့ဒါကြောင့်မလို့တတိထားရပါဗရိယသူတော်ကောင်းတွေရဲ့ဝါရဆိုတာဘာလဲလို့မှတ်ထားပါကံသစ်ကို မလုတော့ဘူးကံဟောင်းခံရရင်လည်းဝမ်းမနေဘူးကံဟောင်းကြောင့်ချမ်းသာလို့လည်းမတွေ့ဖက်ဘူးမှတ်ထားနော်ဦးစင်းလိန်မြန်စီးတယ်ပြက်တာမပြက်တာမသိဘူးကိုပြက်မဲ့အချိန်ပြက်မှာ ဟုတ်ပြီလားမကြောက်ဘူးကံကံအကျိုးယုံကြည်သွားတော့ကြောက်တာလည်းမဟုတ်တော့ဘူးမကြောက်တာလည်းမဟုတ်တော့ဘူးငါဒီဘဝဒီခန္ဓာမှာကောင်းတဲ့လူဘဝရောက်ပြီးတော့ကိုမကောင်းတဲ့ကံကြောင့်ငါခံမဲ့ဟာနဲ့လဲသွားဆုံနေရင်အဲ့ဒါကြောင်းပေါ်နေလဲသိမှာပဲကားသွိုင်းလဲသိမှာပဲဟုတ်တယ်နော်အိမ်နဲ့လဲသိမှာအကြောင်းကြောင်းနေပေါ်မလာဘူးလား ဘသူကမှအပြစ်မပြကိုကံမေးဒါကြောင့်မလို့မြတ်ရပါဟောလေကံသာလင်အမိကံသာလင်အဖကံသာလင်ဥစ္စာလေးနှစ်တည်းတော့ခင်ဗျားတို့ကံမဝိပင်္ဂတော့ဘုရားဟောရတာ ရှိတယ်အဲ့ဒါဒီမဖတ်ကြဘူးကိုသားသမီးတွေအမိဘတွေကလည်းအအကုန်ဇုံလုံးကန်းကုန်ပါမလေးလာကြဘူးကို့မွေးတာအမိဖေးရမွေးတာလားကံမွေးတာလားအဲ့ဒါကြောင့်မလို့ဒီခန္ဓာကြီးရဲ့အမိနဲ့ဖေးရကံပါပဲ ကိုယ့်ရဲ့လဲလျောင်းရတယ်ကိုယ့်ရဲ့ကံပဲကိုယ့်ရဲ့ချမ်းသာမှုကလည်းကိုယ့်ရဲ့ကံပဲကိုယ့်ရဲ့သွားရလမ်းကလည်းကိုယ့်ရဲ့ကံပဲအဲ့တော့တရားဓမ္မတွေရှေ့ဆက်သွားဖို့ဟာ မကောင်းတဲ့ကံသစ် ကာယကံဝစီကံမနောကံကိုရှောင်ကြပြီးတော့မရှောင်အားရကျွေးပတ်ပြီးနောက်ကပါမလာဘူးလားပါလာမှာပဲကိုလိုတော်တော့လှုပ်ပြီးခါမှငါချတယ်မလုံးနဲ့ခမ်းပါပဲဒီခန္ဓာလဲမိမိစေတနာကတိဆောက်တယ်လို့ကောင်းမှုမကောင်းမှုကလည်းကိုယ်စေတနာပဲပြန်ပြီးမပန့်ဘူးလားဟုတ်ပါ ဒါကိုလည်းမှတ်ထားပါအသက်ရှိခြင်းကျမ်းမာခြင်းဆိုတာသီလကုသိုလ်ကံပါတဲ့ချမ်းသာခြင်းကဒါနကုသိုလ်ကံဟုတ်ပြီနော်အဲ့တော့ချမ်းသာခြင်းအသက်ရှိခြင်းလောကီစည်းစိမ်လို့ခေါ်ပါတယ်လူချမ်းသာနတ်ချမ်းသာမြမာချမ်းသာကြောင့်ဇံပေါ့နော်အဲ့ဒီလောကီစည်းစိမ်ကြီးစည်းရဲ့ချမ်းသာတွေအရာတွေကိုမမောနေလို့ရှိရင်အဲ့ဒီမှာကံနေပြုခဲ့မယ် လို့ရှိရင်ဒကာဓမ္မတွေတတိထားလိုက်ပါဒီအပြင်ငါ့ကိုပြန်ဖန်ဒီမဲ့ငါ့ကိုပြန်ပြီးအလှည့်ပြန်ဆောင်မဲ့ဒီစိတ်ဒီစေတနာကြီးပါလားဆိုပြီးတော့မကောင်းတဲ့ကာယကံဝစီကံဖြစ်လာရင်လက်ရောမှာလားရှောင်တဲရမှာလားကိုမဆောင်ကိုခံမယ်။ကိုင်းရဲ့စမ်းကြပုံတွေပြောရင်အများကြီးပဲ။တတော်ဂွင်းကြအောင်စကေးကြအောင်တတော်ဘဝကိုဖန်တီးတာတတော်စကေးကြိုက်အချိန်ကြိုက်ပြ။ဟွန်းဒါတွေဥစဉ်တို့ပြောရင်မဆုံးမှကြောက်လို့ပြေးကြရမြင်ရှိရင်ပြေးပေါ့။ပြေးနေတဲ့ခန္ဓာကိုယ်ကြီးကတတ်မဲ့ခန္ဓာမဟုတ်ဘူးလား။လွတ်လန်းရှိသလား။ အေးဦးဇင်းတို့တရားပြတယ်နာမည်ကြီးခြင်းလို့ဘုန်းကြီးခြင်းလို့တကူးကြီးခြင်းလို့မဟုတ်ဘူးဦးဇင်းအရင်ပင်မနဲ့ဦးဇင်းပြောပြောနေပါသတင်းကြီးလိုက်ပြောတရားနဲ့ယနေ့ချိန်ကြီးစင်ကာပူသွားလိုက်ပြန်နေတာပြောတရက်မှလည်းမနာတရက်ကိုမှမနာတာဦးဇင်းမှတ်မိတာတော့နှစ်မိနစ်လားနာအဲ့ဒါမရှိဘူးနမနဲ့ပဲလို့လာတာနားအောင်လေဟမ်စိုးစားပြီးမဝဘူးကိုဧည့်သည်ကမျက်နာကိုပြန်ကြည့်နေပြီဆုံးပစ်ထားခဲ့ပြီးတော့သွားခေါ်ရသည်ဘာဖြစ်လို့ဆိုပြိဿကိုဦးစဉ်ကြည့်တာနဲ့သိအခုပြိဿတဲ့မှာလူမဲလူနဲ့တွဲပါလာတဲ့ပုံကိုဘယ်ပုံကွာအဖြစ်ချင်းနေမကောင်းဘူး ကိုကသိထားတာထမပြောင်းတခါတည်းသုံးဝါတာမဝါတာမသိတော့လက်စေးထားပြီးတော့အဲတခါတည်းအဲ့ပုဂ္ဂိုလ်အတွက်ကျွအောင်ခေါ်တော့ကိုဘိုက်ဝါတာတွေမဝါတာတွေမသိတော့သူခမရတော့ပြောင်းဖြစ်မယ်ဘယ်သိမလဲကိုကသိနေတော့မနေနိုင်ဘူးလေအဲ့လိုအနာခံရတာတွေကအများကြီးရေချိုးခြင်းနဲ့မချိုးရဝင်းသွားခြင်းနဲ့မသွားဝင်းနေချိုးဇတိတို့ခေါင်းနေကိုက်မျက်လုံးနေရဲအဲ့လိုတွေဖြစ်ဘေးဒီခံလက်ခံဒီလိုပဲချွတ်လာခဲ့တာ ဒဂရမတွေကအမြတ်ရခြင်းလို့ဘာတမုံမှမရှိဘူးဥစဉ်ကြောင်းမှာဘယ်အချိန်လာလာဥစဉ်အခန်းထဲမှာပဲရှိဧည့်သည်ရောက်ပြီဆိုပြီးတော့အထောက်ကလာပြီဆရာတော်ဧည့်ဆောင်မှာဧည့်သည်ရောက်ပြီဆိုမှထားတူသူလည်းပြန်ကိုလည်းပြန်လာကြောင်းတော့မကြည့်ခြင်းဘူးပြီးရောကြောင်းဝင်းနဲ့ရှောက်ဖို့ဆိုရဲဝေးဘာမှကိုမကြည့်ခြင်းတော့ဘာမှမသိခြင်းတော့အားလုံးကိုစွန့်လို့ပြီးတော့ကိုယ့်ဘောက်ကိုတိတ်တိတ်ဆိတ်ဆိတ်ပဲနေခြင်းတော့ အဲ့ကြားရရမနေရပါဘူး။အင်းအဲ့တော့ဘာလဲဆိုတော့ဥစဉ်သတိပေးကျင်တာကခမရတို့ယခုထိုင်နေတဲ့အချိန်နဲ့မသိမီကြားကာလမှာဘာလုပ်မလဲ။ဒါကိုစဉ်းစားဖို့ဒီခန္ဓာကိုယ်ကြီးကိုလည်းနေတဲ့အချိန်မှာသံမင်ရှင်နေတဲ့သဘောအနတ္တအရေးပြားတွေဖုံးထားတာငါမဟုတ်ဘူးငါကိုမဟုတ်ဘူးသိကျင်တော့ခမရတို့15ရက်လောက်ရေမချိုးဘဲနေကြီး။အဲ့ကြရင်သိတယ်။ဥစဉ်တို့တရားထုတာ15ရက်20ရေမချိုးဘဲနေတာရှိတယ်။ကိုရီးယားကမထွက်တော့ဘူး။ကိုရီးယားတို့ရေချိုးလိုက်ဒီလိုပို့ချလိုက်ရင်အရေးပြားတွေကဖြားလိုက်တယ်လို့အလေးလိုက်လေးလိုက်တို့ကောင် ဲ့လိုဓမ္မသီတော်ဦးဇင်းကရေကွက်ထဲကိုလှိမ့်ချနဗံလှိမ့်ချတော့အဲ့ဒါရည်ရင်းနဲ့ပြောတော့မြေကြီးတွေဖြစ်ကုန်ဟာတခါတည်းဝိပဿနာဉာဏ်မှသဘောပေါက်တယ်တကယ်အောက်ကမြေကြီးပဲဟုတ်တခါတည်းရေပြားတွေလောင်အောင်ပြီးတော့အလေးလိုက်အလေးလိုက်ကြာတာရေခွက်လေးတည်းထဲထဲထဲပို့တတ်ပြီးပြီးတော့ရေလေးနည်းနည်းထဲဖြောကြည့်ရမြေကြီးဒီလိုဖြစ်မြေကြီးဒီလိုမဟုတ်မြေကြီးတွေဖြစ်ဩတခါတည်းအဲ့တော့မှလူမဟုတ်သူမဟုတ်ငါမဟုတ်ငြေရုပ်ကြီးပါလား တခါလေငါလို့ဆွဲတဲ့အစိုးကြီးကအပိုင်းခံလို့ခံရကိုတွေ့ပဲလေဒီကသာလူလူလို့ဆွဲတယ်ဒီကပို့ချရတာဒီကထွက်တာပဲလေအဲ့တော့မှပထူရုပ်ကထူရုပ်ဗဇက်ကပြောတကယ့်မြေကြီးကိုတွေ့တာဘာလို့မြေကြီးလဲခမရုပ်စားရတာမြေကြီးပေါ်မှာပေါက်တဲ့အရွက်တွေအသီးတွေမစားဘူးလားအာမြေရုပ်ပေါ့နွားတွေကြက်တွေစိတ်တွေရောမြေကြီးပေါ်ကပေါက်တဲ့အစာကိုမစားဘူးလားမြေကြီးပဲပေါ့ အဲ့မှာမှယုတ်နဲ့နံလို့ကံကဖွဲ့လိုက်တဲ့တည်င်းကတည်င်းကအခိုက်ဆိုတာမျက်စိတမိတ်လျှက်တပြည့်မှာယုတ်ကရင်ငါးတော်နံကလေးတသိမ်းပြည့်ကံကနောက်ကနေအစားထိုးယုတ်ကလတ်တီပြည့်စည်းသွားတဲ့ပုံမှာနောက်ကသူ့ရနေပြီးကလစီအစ်စ်တီပြန်ပြီးဖာတိပြည့်စဲလို့တော့သူ့အလုတ်တီတနေကုန်မြင်ကလစီပေါင်းသန်းပေါင်းများစွာများတဲ့ခါကျတော့အချိန်မီအောင်ပြန်ဖာတိဖို့အတွက်လူကိုမှိုင်းချရတော့အိတ်သွား အဲ့လိုအိတ်တဲ့ချိန်ကြမှာသူကဖာတီဖြတ်ဆက်တွေလုပ်တယ်အဲ့လိုတော့မလုပ်ကြည့်ပါလားတချို့မိတ်ဘယ်နဲ့နေတော့မှဘလုံးဘောကြီးနဲ့သေသွားတာလေရက်20လောက်မိတ်ပဲကြည့်ကောဘယ်နဲ့လဲကဲဘာယောဂါမှာစီးရုပ်သွေးတို့ကိစားမကြီးပဲနဲ့သေတာကလပ်စည်းတွေပြက်တာနောက်ကအပြက်ကိုပြန်မဖာနိုင်တော့သေသွားတာဘူးအဲ့လိုဆိုရင်အဲ့ဒီကလပ်စည်းတွေအဟောင်းပြက်ပြီးတော့အသစ်ဖာတီဖြတ်ဆက်လုပ်တာငါလုပ်တာလားငါလားအဲ့လိုဆိုအဲ့ဒီသဘောဆောင်နေတာကြီးကိုငါကိုလူသွားဆွဲရင်မှန်ပါမလား ကန်ဆောက်ထားတဲ့ခန္ဓာကြီးပါလားမြေဓာတ်ရေဓာတ်နေဘူးတဲ့တော့ဘာတွေထွက်လာလဲရေတွေရေတွေဘာတွေထွက်လာတာလဲဘာရှိလို့ထွက်လာရေရှိလို့ပါအဲ့တော့ယောက်ျားမိန်းမရှိလားရေတုပ်ကြီးလားရေတုပ်ကြီးပါအေးနေ့ကြီးတော့မကန်ဘူးလားဘာရှိလို့ကန်တာလဲလေရှိလို့ကန်တာယောက်ျားမိန်းမလေးလားလေယုတ်ကြီးလားကန်ကြီးပူရာအိတာမရှိဘူးလားယောက်ျားမိန်းမလေးလားအပူအိတာကြီးလား သူများသွားမေးဖို့လိုသလားကိုယ့်လက်ကိုယ်ကကြည့်သိတာဟောဘူသဘောဤသဘောမာသဘောပြောသဘောတွန်းသဘောကန်သဘောဖောက်ကြိုက်တဲ့အည်ပြားတွေအသားတွေအသွေးတွေအကြောတွေကိုယ်လက်လှုပ်ထားတာမဟုတ်ဘူးကိုယ်လှုပ်ထားတာမဟုတ်တဲ့32ကောဒသဆာမေမွင်းကြီးအသားအကျိုးခေါင်းကုံကြီးတွေဖွေးဖွေးကြီးတွေလက်စည်းယိုးကြီးတွေနံယိုးကြီးတွေလက်ဖင်ယိုးတွေဟောအဲ့ဒါခစေးယိုးတွေတင်မခွဲယိုးတွေပေါင်ယိုးတွေဒူးစည်ယိုးတွေခြေကုံယိုးတွေလက်ဖြံယိုးတွေလက်ချောင်းယိုးအဲ့ဒီအချောင်းလိုက်အချောင်းလိုက်ထုံးခဲအချောင်းလိုက်မြောင်းလိုက်အဲ့မှာအကြောတွေအကြောတွေကိုယ်လှုပ်ထားတာလားသူ့ဘာသူကန်းဆောက်တာလား အဲ့ဒီမှာသွေးကြောဆိုတော့သွေးပြွန်ကြောတွေရောပလတ်စတစ်ပိုက်ကြီးတို့လိုက်သွေးထားတာကိုလုတ်ထားတာကန်ဆောက်ထားတာလားကန်ဆောက်ပါအဲ့လိုဖြစ်နေတဲ့အစုဝေးကြီးကငါလားအဲ့ဒါကိုလေးလေးနက်နက်သုံးသပ်ပြီးတော့နေရင်အဲ့ဒါမက်ဆေ့ဘာစိတ်လဲမက်ဆေ့ဆိုတာမက်ကင်၈ပါးနဲ့ပြည့်စုံတဲ့စိတ်မက်ဆေ့လို့ခေါ်ပါတယ် အဲ့ဒီအချိန်မှာမိစ္ဆာသင်္ကပ္ပမိစ္ဆာဝါစာမိစ္ဆာကမ္မန္တတွေရှိသေးလားမရှိတော့ကြောင့်သမာဝါစာသမာကမ္မန္တသမာအာဇီဝဖြစ်နေတယ်။အဲ့ဒီမှာသတိနဲ့ဝရိယအဲ့ဒီ32ကောဋ္ဌသားရဲ့သဘောတွေကိုရောက်အောင်32ကောဋ္ဌရုပ်ထဲမှာစိတ်ကလေးတီးနေအောင်စောက်ရှောက်နေတာကသမာဓိမကင်သမာသတိသမာဝါမအဲ့မှာသမာသမာဓိအဲ့လိုသမာဓိလည်းမြဲသွားရောအဲခုနလိုပေါ့ကြည့်တယ်နေဘူးတဲ့တော့တဖြည်းဖြည်းတဖြည်းဖြည်းဆိုးပြီးတော့မြေကြီးတွေကနေရေထွက်လို့အသားတွေကရေတွေချွေးတွေထွက်မလာဘူးလားအ ာဘောဒရေရရှိလို့ရေရထွက်လာပါလားလူမဟုတ်ပါလားငါမဟုတ်ပါလားငါပိုင်မဟုတ်ငါသဘောမဟုတ်ပါလားသူသဘောကြီးပါလားမြင်းမနေဘူးလားအာတမာဒိဋ္ဌိလက္ခဏာ၃ပါးနဲ့စင်ညာတမာသင်္ကပ္ပဆိုမဂ္ဂေ၈ပါးပြည့်မသွားဘူးလားမဲ့ရတဲ့ပုဂ္ဂိုလ်ပြည့်မသွားဘူးလားအာသောတာပန်အစင်းသိမရှိနေဘူးလားလိုက်ရှာမှာလားငွေရင်းပို့လို့သေးလားရာသီဥတုစောင်းဖို့လို့လားအခုလိုနေရာရှာဖို့လို့လား အဒီလောက်အစင်သင့်ရှုလို့ရတဲ့တရားကိုခင်ဗျားတို့ဘာလို့မရှုကြလဲအလကားနေဟိုအကြောင်းတွေဒီအကြောင်းတွေအဲ့ဒါအဖတ်တင်သလားတောကမီးတွေဟောပြီးတော့လောဘမီးတွေဒေါသမီးတွေမရှိတဲ့ပုံကြီးတွေမရှိတဲ့အတူကြီးတွေအဲ့ဒါတွေရှောက်တော့တော့စိတ်ကူးရင်အဲ့ရတဲ့မှာဖိတ်စာလဲပါတော့စိတ်ကူးရင်ပဲလေဘာမှမရှိဘူး အာရိဟာကိုအချိန်ဖြုံးနေမလားမိမိကိုကိုမိမိလူဘဝမှာရတဲ့ဒီအခွင့်အရေးမသိမိကြာကာလနေရတဲ့အချိန်မှာငါမဲ့စိတ်နဲ့နေမယ်ဆိုပြီးတော့အလုအားတဲ့အချိန်မှာနေပါမဲ့ဒီကိလေသာကိုသတ်တယ်အာရိမဲ့စိတ်များများပွားတာကိုနော်မဲ့ကကြောက်ခဲချမယ်အောက်မှာလှေအကြီးကြီးတည်လိုက်ခြင်းဖြစ်နေပါတယ်လှေကြီးကြီးတည်ရင်အတိတ်ကပြုခဲ့တဲ့သေးသေးကြီးကြီးအာဟုဆိုကြောက်အောင်မလားကြောက် မကြခြင်းလှေကြီးဆောက်မှာသူများလာဆောက်မှာကောက်ဆောက်မှာဆရာကဆောက်တဲ့နီးပေးလိုက်နေရာလဲမလို့ญาတိဥဒုလဲမဆောင်အောင်ငွေလဲမကုန်အဲ့ဒီလူရတဲ့အခွင့်အရေးကိုနော်မိမိအတုံးမချရင်တော့ဒကာဓမ္မတွေဘဝဘဝကပြုတ်ခဲ့တဲ့ကံကဆုံးမခြင်းခံရအောင်မေဘယ်ဘဝဘယ်ရောက်မှန်းကို မသိတော့ဘလို့မှမပြောနဲ့တော့မရတော့လူဘဝဟိုဘက်မှာ ပြင်လို့ရသလားမရဘူးခွေးပြစ်သွားတယ်နောက်ထပ်ကုသလုပ်လို့ရလားမရ အောက်သူတော့လုံးလို့မရဘူးလား သူဒီကောင်းတဲ့ဂရီနဲ့သေပါတော့မလားအတို့ပါအတို့စေပြီးသွားပြီပြန်မလာနဲ့တော့အေးအဲ့ဒါကြောင့်မလို့ဦးစင်းပူနေတာအဲ့ဒါပဲဦးစင်းတကားရံမတွေမှာအလကားနေရင်တားလို့စီးလို့မရပဲစိတ်ထွက်နေတာအဲ့ဒါပဲရားနိုင်တဲ့အခွင့်အရေးကိုဘာဖြစ်လို့ပြင်းပြီးမလုပ်ကြတာလဲဒီလောက်ကောင်းတဲ့မြတ်တဲ့မက်ဆေ့ချ်ကြီးကိုတံပိုးဖြတ်လို့မရတဲ့ဒီယရနာကြီးကိုနော်ဈေးလည်းမပေးရာသီဥတုနဲ့ပတ်စံကုန်လည်းမရှိနေရာလည်းမရှိအဆင်သင့်ရနိုင်တဲ့ဒီအခွင့်အရေးကြီးရတဲ့ဒါဒီလူဘဝကြီးကိုဘာဖြစ်လို့အချိန်ဖြုံးနေတာပါလဲဆိုတာ ဥစဉ်မှာပဲပူနေဒီလူကြီးတော့အေးအေးပဲနော်ဣဒံဒုက္ခနိရောဓကာမဏိပရိပဒာအရိယသစ္စာဆိုတာဒုက္ခချုပ်ရာနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြီးဆိုတာတဲ့ဘာဝိတ္တပပွားတာကိုခေါ်ပါလေ ရှဲရှဲနဲ့ပွားမနေဘူးလားအချက်ပေါင်းများစွာပွားတာကိုမဲ့လို့ခေါ်တယ်ဟုတ်ပြီလားအဲ့လိုအမှန်သဘောလေးအနတ္တသဘောလေးအဲ့အနတ္တသဘောလေးအသာပေါ်မှာအကျော်ပေါ်မှာအယူပေါ်မှာဇာမင်းပေါ်မှာအဲ့ဒီပေါ်မှာအနတ္တသဘောချွေးတွေထွက်လာရည်တုံကြီးပါလားပုဂ္ဂိုလ်သတ္တဝါမဟုတ်ပါလားနော်နှိမ့်ကြည့်တဲ့လေတုံကြီးပါလားပုဂ္ဂိုလ်သတ္တဝါမဟုတ်ပါလားငါမဟုတ်ပါအဲ့ဒီလိုညာအမြင်ရှင်းအောင်ပွားတာကိုမဲ့လို့ခေါ်တယ်နိဗ္ဗာန်ရောက်ချင်ရင်ဘာလုပ်ရမှာလဲနိဗ္ဗာန်ရောက်တဲ့ကျင့်စဉ်ဆိုတာပွားတဲ့အလုပ်ကိုခေါ်တာ ဘဝမှာကာယဝေနာစိတ်ဓာတ်ဓမ္မမှာအခုဒကာဓမ္မတွေကိုဥစဉ်ပြောပြတာကာယ ानु ပဒနာကြီးပါတချို့ကလာသေးတယ်ဘယ်သတိပ္ပံနေနေဘယ်သတိပ္ပံမြင့်နေဆိုဒီတခေကြမှာကြောက်မြတ်စွာဘုရားကအေကောဓမောအေကာယနောဘေကွေဘာဝိတာဝုလိတာဘိညာသံဝရနိဗ္ဗာန်သံတတိခြေသားခြေသမီးတို့သတိပ္ပံတရား၄ပါးတဲ့ကတဘာဘာကိုအေကောဓမောဘာဝိတာပွားမကင်၈ပါးဆိုတဲ့ယာနလန်းနဲ့ဘာဝိတာပွားအနိုင်မြင့်ရှိသလားစိတ်ဓာတ်သတိပ္ပံမြင့်နေဓမ္မသတိပ္ပံမြင့်နေကာကနုတယ် ဝေဒနာအကျမ်းနဲ့ရှောက်လုံးတယ်ဝခုချက်မှာရှောက်လုံးတာနော်ဘုရားလက်ထက်မှာပါဠိတော်မှာလည်းမပါဘူးအဲ့ဒီကာယ ानु ပသနာတတိပ္ပဏနဲ့မှာပါနောက်ဆုံးပြောမယ်ဆိုရင် အဋ္ဌိတင်ညာဘောသည်ရှိသောယန္နာဖြစ်မိဒါဘုရားဟောတက်ရဟောတဲ့ဟာရင်တော့အထာဂရတွေဥစဉ်မတော့ဘူးဘုရားဟောတာပဲဥစဉ်ဟောမှာအယုစုတင်ညာဘောသည်ရှိသောသို့မဟုတ်ဓာလေးပါတဘာဝဘောသည်ရှိသောယန္နာဖြစ်မိတယ်အစွဲဥပါဒံကြံနေသေးတောင်မှအနည်းဆုံးအနာဂါမမဲ့ကူးမဲ့ဆို သောတာပန္တရာကံကြောမသွားဘူးလားအေးဝရိယစိုက်ပြီးတဒုံပုပ်ပါများရင်ထက်မှာပဲပြင်းနေတော့တန်ကြီးတက်ပြီးပြန်ထူပါဟုတ်တယ်နော်ငါအသက်ခန္ဓာရှိနေသေး မြတ်စွာဘုရားရဲ့သာသနာတော်ကြီးနော်အတွန့်ရှိဖို့အတွက်လက်ရှိပြစ္ဆုတ်ဘဝတရားဓမ္မတွေဤတန်းမိပုံညာနဲ့လမ်းမဆုံးမဲနဲ့အသေးတက်ပြီးအနေမြတ်ဖို့အတွက်တပည့်တွေပါတောချူတောင်ကြားပါမကြမ်းအကုန်လုံးအဖွဲတွေခွဲပြီးတော့ပြတာတာအဲ့လောက်ထိအောင်သင်္นานနေပြီးပြီးတော့အပင်မန်းခံပြီးတော့ဒီကိုယ်တော်လေးကုလူစင်းတပည့်တွေဆိုလိုက်ပြကိုယ်စဉ်အနစ်ချုပ်ဟောခြင်းနဲ့အလကားနေရင်အကုသို့တက်မဲ့နှလုံးသွင်းကြံစီတွေးတော်မှုတွေနဲ့အချိန်ဖြုံးပြီးမနေပါနဲ့ ဒါကိုဦးဇင်းနံပါတ်1ပြောခြင်းခုနဦးဇင်းဟောခဲ့တဲ့ဓာတ်၄ပါးတော်၎င်း32ကုဋတာတော်၎င်းအရာကိုအာုံပြုရပြီးတော့ကိုပိုင်မဟုတ်ဦးဇင်းပထမဟောပြီးပြီအမိဝင်းနေကခြေလက်ကိုကောင်းနေရစလာတော့အမေဖျက်တတ်တာလည်းမဟုတ်ငါကုံကအပြင်ရောက်ရင်လူနဲ့တူအောင်ဆိုပြီးတော့မျက်စိတွေမျက်လုံးတွေနှာခေါင်းတွေနာယူတွေအသေးတွေအဆုပ်တွေဦးတွေအကြောတွေ ဒါဒီငါလှုပ်ခဲ့တာမဟုတ်ရင်ဒါဒီငါမဟုတ်ဘူးငါဖန်တီးခဲ့တာမဟုတ်ဘူးငါကငါလူဖြစ်အောင်ငါလှုပ်ခဲ့တာမဟုတ်ရင်ငါပိုင်းငါကိုဆိုတာမှန်ပါမလားအဲ့မမှန်တဲ့သဘောလေးကိုညံနဲ့မြင်လိုက်ပါငါမဟုတ်တဲ့သဘောလေးကိုညံနဲ့မြင်လိုက်ပါအဲ့လိုဆက်ကဆက်ကပွားမယ်ကလလရေကြီးသရေတီတဲကအဲ့ဒီလူတို့မျက်စိနဲ့မမြင်နိုင်တဲ့ကလလရေကြီးသရေတီအားနေပြီးတော့အဖြစ်တည်ပြီးပြီးရေကြီးရေနောက်တွေဖြစ်လာခဲ့တာအဲ့အချိန်မှာယောက်ျားမိန်းမငါပဲသူပဲငါနာမည်ဘ누구ပဲငါသည်ဘာလူမျိုးပဲဘာပဲညာပဲပါသလား အဲ့ဒီငโกရေရှိလို့လားမရှိတာလေးကိုငโกရေကကလလရည်ကြီးတွေကမရှိပါလားရှိလက်ကိုကောင်းတဲ့ရန်ဆိုတာယုတ်တရားကံတရားကလူခန္ဓာနဲ့တူအောင်တဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းကံတရားကတိဆောက်လာပါလားအဲ့ဒီအချိန်မှာအပြင်ရောက်တဲ့ခါကျတော့အမိခင်ကနှိုးကြိုတိုက်တဲ့ခါကျတော့ဆက်လက်ဆက်လက်ပြီးတော့ခြေသေးတွေလက်သေးတွေကိုယ်တွေချက်မကြည့်ဘူးလားအဲ့ဒါဆိုနှိုးရည်မှာခြေသေးလက်သေးတွေပါလား ဒါရှိသေးလဲတတိဘာလို့ရှိတာနို့ရီဆိုတာရှိလားဓာတ်ကြီးလေးပါပဲစာမင်းဆိုတာရှိလားဓာတ်ကြီးလေးပါအားလုံးဓာတ်လေးပါနဲ့ပြန်ချုပ်တယ်ဓာတ်လေးပါနဲ့မချုပ်ချင်အကယ်၍အဲ့ကိုမွေးတဲ့သားအမေကမွေးတယ်နို့ရီမထွက်လို့ဆိုပြီးတော့စိတ်နှုတ်တိုက်တော့လက်ချီလက်သေးမထွက်ဘူးလားစိတ်ကြိုတွေထွက်လာ ကံကလူခန္ဓာတိဆောက်တော့ကျန်တဲ့ဓာလီပါအာဟာရကလည်းလူခန္ဓာနဲ့သရံတူအောင်ပဲကံကတိဆောက်သွားတာမိခင်ကခလေးမွေးတယ်ငါခလေးမွေးပြီးပြီကဲနို့လို့ကျင်တယ်နို့ရီတိုက်မှဖြစ်မယ်ဆိုပြီးတော့ကဲငါသွေးတွေရနေပြီးနို့ဖြစ်စီဆိုအမေဖန်တီးတာပါလားဒါပေမဲ့ခလေးရတဲ့အချိန်မှာ तू ကသူ့နှုတ်ရည်ရလဲအစင်းသိဖြစ်မနေဘူးလားငါလောက်တာလားခလေးရဲ့ကံတရားနဲ့မိဘရဲ့ကံတရားနဲ့ပေါင်းစပ်ပြီးတော့သူ့ရနေပြီးတော့နှုတ်ရည်ဖြစ်ရတယ်။ဖန်ဆင်းသူရှိလားငါသဘောရှိလား ကိုင်းရင်သဘောတရားတွေအရာတွေကစချဲ့ပြီးတော့နားလို့ရှင်နာတာလက္ခဏာပေါ်တယ်အဲဒီပုံမှာနှလုံးသွင်းအဲဒီစိတ်နဲ့နေအဲဒီပုံမှာနာကြအဲဒီစိတ်နဲ့မွေးနေအရာမဟာကုသကံယူသွားဟုတ်ပြီလားစိတ်နဲ့တရားနဲ့စိတ်နဲ့တရားနဲ့တွဲ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 နေမသေးခင်အဲ့တော့မှအာစိနကံအာကောင်းမှအာသနကံအကျူးပြီးမယ် သဘောပေါက်ပြီနော်အဲ့တော့အနတ္တလက္ခဏာဒီ32ခုရတာကမ္မဋ္ဌာန်းအစုဝေးအင်္ဂါ၄အဲ့ဒါတွေကအမေဘိဗန္ဒီတာမဟုတ်ငါမဟုတ်အတိတ်ကပြုတဲ့ကံကြောင့်ခုနကတော့ဒေါ်သီယဟန်ဘဝဒီဘဝမိမခန္ဓာဖြစ်တာယဟန်ဘဝနေငါဘငါမိမခန္ဓာဆောက်တာလားကံဆောက်သွားတာလားအဲ့တော့ဒီဘဝခန္ဓာဒီငါခန္ဓာလို့ဆွဲလို့ရပါမလားမရပါဘူးအဲ့ဒီသဘောကိုညံနဲ့အောင်ပြုပြီးတော့ဒီခန္ဓာကိုကြီးကလည်းငါဆောက်ထားတာမဟုတ်ဘူးလို့သိလိုက်ပါ အဲ့ဒီသဘောကိုညံနဲ့မြင်းပြီးတော့ခဏ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 အာယုံတခါပြုရင်မဟာကုသိုလ်စိတ်တွေရတယ်ဒီအဝန်းထဲမှာပြည်တန်တဲ့ဗရမရတွေထဲတာအဲ့လောက်တမှုမရှိဘူးယူလို့မရဘူးလားရတဲ့အချိန်ကိုမဖြုံးပါနဲ့ဟုတ်ပြီနော်အေးအဲ့တော့ဒီလောကကြီးမှာတဲ့ကံသစ်တွေပြုကြတော့အတိတ်တကကံဟောင်းတွေခံတဲ့ပုံစံတွေကလည်းခံကြကံသစ်တွေကလည်းပြုကြတဲ့လောကကြီးမှာကံသစ်ကဟောင်းရောနေတဲ့ကြောင့်ဘဝဆိုတာဇတ်သိမ်းနေလို့ရှိပါတော့မလား ်အေးအဲ့တော့မှဘသူကြောင့်ဘယ်ဝါကြောင့်ဘာကြောင့်လို့မပြောပါနဲ့ဘာမှမတွက်ပါနဲ့တော့ကိုစံရသည်လဲဝမ်းမြောက်ပြီးမဲ့မနေပါနဲ့ကိုခံရသည်ဖြစ်လဲဆုံးနေပြီးသူများအပြစ်မတင်ပါနဲ့ဒီခန္ဓာသည်ကံဆောက်ထားတဲ့ခန္ဓာမို့လို့ကံတရားကဖန်တီးနေပါလေကံတရားကိုယ်တိုင်မြင်ပါတဲ့ပုံကိုမမြင်ပါနဲ့သဘောပေါက်ပြီလား ဲ့တော့တရားနာကြတဲ့ပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့ကံဆောက်တဲ့ခန္ဓာငါခန္ဓာမဟုတ်ကံဆောက်တဲ့နာနဲ့ရုပ်ပဲလို့ပုဂ္ဂိုလ်သတ္တဝါအနတ္တလက္ခဏာပွားနိုင်အားထုတ်နိုင်ကြပြီလင်အာသင်္ကရတ္တနိဗ္ဗာန်ရှိပြီမြတ်သူလွယ်ကူသောကျင့်လိမ်မြန်သောဉာဏ်တူးဖြင့်မြတ်မောက်ပြုလွယ်နိုင်ကြပြီသာသနာပြုခြင်း၌ပြုနိုင်စွမ်းရှိတဲ့မိသားစုများဖြစ်ကြပါစေကုန်သတည်း